မင်္ဂလာပါရှင်အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ DVS မှတ်တမ်းစီစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီစီစဉ်လေးဟာဆိုရင်တော့လူငယ်တွေအတွက်ပညာရေးနဲ့ဆိုင်တဲ့ဗဟုသုတတွေပညာရေးခွင့်လန်းတွေအကြောင်းကိုမျှဝေတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီတစ်ပတ်ရဲ့စီစဉ်မှာဆိုရင်ကိုရီးယားနိုင်ငံဆိုမျိုးရဲ့ Ehwa Women University မှာပညာသင်ကြားနေတဲ့ညီမလေးတယောက်ကိုဖိတ်ခေါ်ထားပါတယ်ညီမလေးမင်္ဂလာပါမင်္ဂလာပါရှင့်ဟုတ်ကဲ့ပါကိုကိုကိုအရင်ဆုံးမိတ်ဆက်ပေးပါအောင်ညီမလေး ဟုတ်ကဲ့ဟာညီမနာမည်ကတော့ဖြိုးအိန္ဒာခိုင်လို့ခေါ်ပါရရှင်။အမ်ညီမကအသက်ကတော့25နှစ်ပါအခုတော့ဒီဆိုးမြို့မှာရှိတဲ့ Ewa Women's University မှာအ Graduate School of International Studies um department မှာ master တက်နေပါရရှင်။ဆိုတော့ scholar နဲ့ကျောင်းတက်နေရလို့လည်းသိရတယ်ဆိုတော့ဒီ scholarship လျှောက်ခဲ့ပုံလေးတွေ scholarship ရခဲ့တဲ့ပုံလေးပြီးတော့ဒီရောက်တာဘယ်လောက်ကြာပြီလဲကိုရီးယားမှာနေတာဘယ်လောက်ကြာပြီလဲဆိုတာလေးပြောပြပေးပါဦးညီမလေး။ ဟုတ်ကဲ့ဟိုကိုရီးယားနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့2019ခုနှစ်ထဲကဒီကိုရီးယားမှာရှိတဲ့အာ Seoul Bridge International School of Business Ulsan University ထေချုံမြို့မှာ Bachelor တက်ခဲ့ရပါတော့။အဲ့တော့ကတော့ Major က Business Management and Entrepreneurship ပေါ့။ So အဲ့အကြောင်းကလည်းသူက international university ဖြစ်တဲ့အတွက်က english လိုပဲသင်နေကြအောင်ပေါ့နော် so korea လိုသင်တာမျိုးတော့မဟုတ်ဘူး so အဲ့မှာတောင်းတက်နေရင်ကနေပြောမှာအဲ့လိုမြန်မာပြည်ခဏပြန်သွားရင်လည်း online ရပဲ set up ဖြစ်သွားရပေါ့နော် so online ကနေပြီးတော့မှ bachelor ကိုပြီးသွားပြီးတော့ဒီ2025အခု spring intake ကြရမှာဒါ master လျှောက်ပြီးတော့ korea ကိုပြန်လာရပေါ့နော် so ညီမကြီး korea ကိုပြည်ဝင်ထားတာကတော့အရင်တစ်ပတ်ကမှဝင်ထားတာဆိုတော့အာတပတ်လောက်ပဲရှိသေးတယ်ပေါ့နော်ဟုတ်အာပြီးတော့ကျတော့အခု short term scholarship type ကတော့အာ Ewa Women's University ကပေးတဲ့အာ fully funded scholarship type တမျိုးပေါ့နော်ဆိုတော့ Ewa မှာ scholarship တွေအများကြီး category အစုံနဲ့ပေးရမျိုးရှိတယ်အဲ့ဒီမှာညီမရရဲ့ဒီ scholarship type ကတော့ Janet A Napolitano scholarship လို့ခေါ်တဲ့အမျိုးအစားပေါ့နော်ဆိုတော့သူက um master နှစ်နှစ်လုံးစာကိုတောင်းလာကအပြည့်ပေးရဲ့နောက်ပြီးတော့ stipend ကကျတော့တစ်လကို Korea ဝန်ငွေ100သိန်းပေါ့နော်လာစေအဲ့လိုမျိုး stipend ထောက်ပံ့ပေးရဲ့ ဆိုတော့ဒီ scholarship ကိုရှောက်ဖြစ်တာကတော့ um ဒီ scholarship ရှောက်မယ်ဆိုတဲ့ရည်ရွယ်ချက်မျိုးနဲ့တော့မဟုတ်ဘဲနဲ့သူကအကြောင်းရှောက်ရင်းနဲ့ပဲတခါရဲတပါရဲရှောက်ရတဲ့ scholarship ပေါ့နော်တီးတဲ့ scholarship ရှောက်ချင်ပါတယ်ဆိုရယ် form ကိုဖြည့်ရမျိုးမဟုတ်ဘဲနဲ့တခါရဲအကြောင်းရှောက်တဲ့ application process ထဲမှာရအကြောင်းဘက်ကနေပြီးတော့ရွေးတာမျိုးပေါ့ ဆိုတော့ဒီ scholarship ရောက်ဖို့လို့ကတော့လိုအပ်တဲ့အချက်လက်တွေကကျောင်းရဲ့ website ထဲမှာရေးထားပြီးသားရှိရယ်ပေါ့နော်ဆိုတော့အကုန်လုံးလိုတဲ့အခြေခံလိုအပ်ချက်တွေကတော့အာကိုယ့်ရဲ့ passport ရယ်နောက်ပြီးတော့ master ရှောက်မယ်ဆိုလို့ရှိရင်အခြေက bachelor ဘွဲ့ရထားတဲ့ transcript တွေအာ degree ရထားတဲ့ဝေလက်မှတ်တွေပေါ့နော်နောက်ပြီးတော့ကျတော့ မြန်မာအခုယူရဲ major ကလည်း international studies အောက်ကသွားတဲ့ development cooperation ပေါ့အဲ့လိုဆိုတော့ english track နဲ့သင်တာဖြစ်တဲ့အတွက် english proficiency score တခုပြပေးရတယ်အဲ့တော့ဒီ IELTS အမှတ်လိုရယ်အာပြီးတော့ english track နဲ့သွားတာဖြစ်တဲ့အတွက် topic ပေါ့နော်ဒီ um korea အရေးအချင်းကိုပြရတဲ့ certificate တော့မလိုဒါပေမဲ့ညီမကအဲ့ဟာလည်းဖြည့်ပြီးတော့ထည့်ပေးလိုက်တယ်နောက်ပြီးတော့ recommendation letter လေးလိုတယ်နောက် um statement of purpose ပေါ့အဘာကြောင့်ဒီကြောင်းကိုတက်ချင်တာလဲဆိုရဲဟာမျိုးနဲ့ကိုကိုကိုမိတ်ဆက် personal statement လို့ဟာမျိုးတစ်ကြောင်းကြီးရရှိပါတယ်ဟို study plan မှာတခါရဲနည်းနည်းပေါင်းပြီးရည်ပြရပါတော့ဒါပေမဲ့ဒီ scholarship ကိုရဖြစ်တဲ့ဟာကတော့ညီမချင်တာတော့ academic records တွေကိုလည်းတစ်ချက်ကြည့်လိုက်မယ်ဆိုတော့ညီမက10တန်းမှတုန်းကအကုန်သူက5ဘာသာပါခဲ့ပြီးတော့အရှိကဒီ bachelor ပြီးထားတဲ့ဟာမှလည်းအာ grade တွေကောင်းတယ်ပေါ့အာ grade A အဆင့်နဲ့ ဖွဲ့ရခဲ့ရမျိုးပေါ့နော်ဆိုတော့ academic records ကောင်းတယ်ပြီးတော့ IELTS ကတော့ overall က um 7.5ပေါ့နော်ပြီးတော့ topic ကတော့ level 6အထိရှိရပါ5 on ထားပေါ့နော်ဟုတ်ပြီးတော့ကျတော့ညီမထင်တယ်အဓိကအားသာချက်ကတော့ um recommendation letters တွေကောင်းတယ်လို့လည်းပါမယ်ပေါ့နော်ဆိုတော့ဒီအကြောင်းတွေကတော့တောင်းနေဆိုတော့ recommendation letters ကပုံမှန်ဆို2ဆောင်းလောက်ပဲတောင်းတာ ဒါပေမဲ့ညီမကတောင်းလို့ရသမျှ recommendation letter ရှိအကုန်လုံးကိုပြင်ပေးလိုက်တယ်ပေါ့နော်ဆိုတော့အဲ့ထဲမှာဆိုရင်အရှိက bachelor တောင်းကတက်ထားတဲ့အကြောင်းကဒီ dean နှစ်ယောက်ရဲ့ recommendation letter လည်းပါတယ်အဲ့မှာနှစ်စာနောက်ပြီးတော့အဲ့အရင်အကြောင်းကပဲ Korean professor တယောက်ကပေးတဲ့ recommendation letter တစ်စာနောက်ပြီးတော့ညီမကကျတော့ဒါထဲမှာ freelancer အနေနဲ့အလုပ်လုပ်ခဲ့ရမျိုးရှိတယ်အဲနောက်ပြီးတော့ volunteer လုပ်ပေးနေတဲ့အဖွဲ့အစည်းတွေလည်းရှိရပေါ့နော်ဆိုတော့ အဲညီမဒီ freelancing လုပ်ခုတာကတော့ interpreter အနေနဲ့လုပ်ခဲ့ရဆိုတော့ NGOs တွေ INGOs တွေနဲ့လုပ်ခဲ့ရပေါ့ဆိုတော့အဲ့ဒီအဖွဲ့အစည်းတွေရှိကလာရဲ recommendation letter တွေလည်းတော်တော်လေး strong ဖြစ်တဲ့အဖွဲ့အစည်းတွေဘက်ကနေပေးရမျိုးနောက်ထပ်အာသုံးဆောင်လောက်ပါသွားရရှင်အဲ့လိုဆိုတော့ recommendation letters တွေအများကြီးတင်ပေးလိုက်တယ်အာပြောကြတာ personal statement ရေးတဲ့အခါမှာဆိုလို့ရှိရင်လည်းအာညီမ AI တွေပါလုံးဝသုံးထားမျိုးမရှိဘူးနောက်ပြီးတော့ဟို grammar ပါတာတော့မှပဲအဲ့လိုလေ grammarly တွေပါလို့အဲ့လို အဟိုင်းနဲ့အောင်ပြန်ပြီးတော့စစ်တောင်မျိုးမရှိဘူးဆိုတော့တက်နိုင်သမျှ sincere အဖြစ်ဆုံးအာကိုယ်ရင်ထဲရလာတဲ့အတိုင်းပဲယူထားပါပေါ့နော်ဆိုတော့ညီမချင်း personal statement ရေးတာကလည်းအရေးကြီးတယ်လို့ထင်တယ်ပေါ့နော်ဟိုအခုရက်ပိုင်းတွေ့နေရတာလည်းရှိရပေါ့ approve date ထဲမှာဆိုတော့ဒီ personal statement တွေကိုအလို service ကြီးတွေယူပြီးတော့အလွယ်ရေးပေးနေရမျိုးတွေရှိရပေါ့နော်ဟိုတကယ်တော့ဒီ personal statement ဆိုတာကအာကိုယ့်ရဲ့အကြောင်းကိုကိုတက်မဲ့အကြောင်းသိစေချင်တာ ဟိုကဘယ်လိုလူလဲဆိုတဲ့ဟာကိုသိစေချင်တာဘာရီအားသာချက်တွေရှိလဲဘာ experience တွေရှိလဲဒီအကြောင်းကိုဘာကြောင့်တက်ချင်တာလဲဒီနိုင်ငံဒီနိုင်ငံမှာဘာကြောင့်ပညာသင်ချင်တာလဲပြီးတော့ဒီ major အပေါ်မှာဘယ်လောက်ထိစိတ်အားထက်သန်မှုရှိလဲဆိုတဲ့ဟာကိုပြပေးရတဲ့ဟာလို့ထင်တယ်ပေါ့နော်ဆိုတော့ဒီ personal statement ရင်းနှီးတွေအဲ့လို statement of purpose တို့အဲ့ဒါရင်းနှီးတွေကမြန်မာဘာသာစကားနဲ့ရောအင်္ဂလိပ်ဘာသာစကားနဲ့ရော sharing လုပ်ပေးထားတဲ့ page တွေ website တွေအများကြီးရှိရပေါ့ဆိုတော့ဟိုတစ်ခုလောက်လေးအားပေးချင်တာကတော့ ဟိုအဲ့လိုဟာလေးရှာဖက်ပြီးတော့မှကိုယ့်အကူလေးရှိကြည့်ရေးကြည့်ပြီးတော့မှဟိုဘယ်လိုခေါ်မလဲကိုယုံကြည်ရတဲ့စီနီယာတွေပဲဖြစ်ဖြစ်ဆရာဆရာမတွေရောပဲဖြစ်ဖြစ်ပြန်ပြီးတော့ proof reading လုပ်ပေးရမျိုးလုပ်ရင်ကောင်းမယ်ပေါ့နော်ဆိုတော့ညီမကတော့ဘယ်လိုခေါ်မလဲ academic integrity ဘိုင်းမှာနည်းနည်းထိမှာဆိုတော့ကြတော့လေဟိုကိုရင်ထဲရလာတဲ့အတိုင်းပဲအဆင်ပြေတယ်လို့ပဲရေးလိုက်ပြီးတော့ဘယ်မှာမှပြန်မစစ်ဖင်းနဲ့တင်လိုက်တာပေါ့နော်နောက်ပြီးတော့ကြတော့ interview ပေါ့နော်ဆိုတော့ interview ကတော့ចောင်းတိုင်းဖြေရမှာပါအဲ့လို scholarship ရှောက်ပြီဆိုတဲ့အခါကျလို့ရှိရင်ဆိုတော့ညီမရဲ့ EWA ကရဲ့ interview ကိုတိတ်ငိုအချိန်9မိနစ်ပဲပေးရဲဆိုတော့ကျတော့သူကမိခွန်းနေအများကြီးလည်းမိလို့မရအောင်ဒီနိုင်ငံနေအများကြီးရှိရတဲ့ကမှဘာကြောင့်ကိုရီးယားကိုပညာသင်ဖို့ယူရလဲကိုရီးယား University တွေအများကြီးတွေကမှဘာကြောင့် EWA ကိုယူရလဲပေါ့နော် ပြီးတော့ဒီမီဂျာနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိစိတ်အားထက်သန်မှုရှိလဲဒီမီဂျာကိုဘာကြောင့်ရင်းချက်ရလဲဆိုတဲ့ဟာပေါ့ဆိုတော့အချိန်က9မိနစ်ပဲပြီးရတဲ့ဒီမီခွန်းတွေကိုပြည့်ပြည့်စုံစုံဖြေနိုင်ဖို့ဆိုလို့ရှိရင်အာကြိုတင်ပြီးတော့မှစဉ်းစားထားတာမျိုးလေ့ကျင့်ထားတာမျိုးရှိရဲဆိုပို့ပြီးတော့အဆင်ပြေရပြီးတော့တခုအားပေးချင်တာကကြတော့ကိုယူမဲ့မီဂျာနဲ့ပတ်သက်ပြီးတော့တခြားလေးသိနေစေချင်တာပေါ့နော် um အဲ့မှာဥပမာပြောရမယ်ဆိုအကျောင်းရဲ့ website ထဲကိုအမြဲတမ်းကြည့်နေရကောင်းတယ်။အဲ့ကျောင်းရဲ့ website ကိုကြည်ကြည်နက်နက်သိရဆိုလို့ရှိရင်ဒီ interview တွေ personal statement တွေမှာကဟိုထည့်ရေးစရာ supporting evidence တွေအများကြီးရတယ်ပေါ့နော်။ um ပြီးတော့ကျတော့ကိုတက်မဲ့ major ရဲ့ curriculum ကိုတိကျလေးဖတ်ထားပြီးတော့နားလည်ထားတာကပို့ပြီးတော့အဆင်ပြေရလို့ထင်ပါတယ်ရှင်။ ဆိုတော့ဒီ university ကိုစိတ်ဝင်စားတဲ့လူတွေကတချို့ဒီညီမလေးလိုပဲဘွဲရပြီးသားလူတွေရှိမယ်ဒါမှမဟုတ်ဘွဲမရသေးပဲနဲ့ဥမာ GED ဖြည့်ပြီးသားလူပဲဖြစ်ဖြစ်ဒီအထက်တန်းပညာရေးအောင်ထားတဲ့လူပဲဖြစ်ဖြစ်ဒီလိုလူမျိုးတွေဆိုရင်ရော try လုပ်ရလားဒါမှမဟုတ်လို့ရှိရင်ဘာတွေလိုအပ်ချက်ရှိမလဲဘယ်ရွယ်ရနေစပြီးတော့မှဒီ university ကိုဝင်ခွင့်ရဖို့ရှောက်လို့ရလဲဒါလေးပြောပြပေးပါဦးမယ် โอเคရှင်อ่าဒီကိုရီးယားက University တော်တော်များများကတော့သူတို့ကလေ10တန်းအောက်လက်မှတ်ကိုလက်ခံတာမျိုးပေါ့เนาะဥပမာ matriculation exam အအမှတ်ကိုလက်ခံတာမျိုးများရရှင်ဆို GED လက်ခံတဲ့အကြောင်းအရောနည်းနည်းရှားရ GED တို့ဒီ IGCSE တို့ကိုလက်ခံတဲ့အကြောင်းအရောနည်းနည်းရှားရပေါ့နော်ဆိုလောလောဆယ်ညီမကြားသလောက်ဆိုရင်တော့ GED လက်ခံတာက2ချောင်းလား3ချောင်းလားအဲ့လောက်လောက်ပဲရှိသေးရလို့ပြောရပေါ့နော်အဲအဲ့အရာကတော့အများကြီးကိုရီးယားရောက်နေပြီးသားမြန်မာကျောင်းသားတွေအဖွဲ့အစည်းတွေဘက်ကနေပြီးတော့မှကိုရီးယားမှာရှိတဲ့ University ကိုမများလေးအခုကိတ်လုတ်ပေးရမယ့်ကိစ္စလို့ထင်တယ်ပေါ့နော်အခုဆိုရင်ကျောင်းသားတော်တော်များများက GED ဘက်ကိုလှမ်းလာကြတဲ့အခါမှာ ဒီ GED ကိုလည်းအသေးမှပြုပေးအောင်လို့ပေါ့နော်အဲအီဝါဝီမန်ချီနီဗာစီတီမှာကာရမီကြရဲ့အဆုံရှိပါရဲ့ရှင်အမ်ဒီ humanity study ပိုင်းနေရောနောက်ပြီး IT engineering နောက်အစေပညာဘက်အဆုံရှိရပေါ့နော်အယွန်ချေတို့ဘာလို့အဲ့လိုမျိုး top 3 university တဲကတောင်းသားရမှာပဲ exchange လာတက်ကြအမျိုးရှိရဲ့ညီမတို့အီဝါအတန်းတွေကိုလာယူကြအမျိုးရှိရဲ့ဆိုတော့ အဲ့တော့ဘယ်လိုမျိုးတန်နေကြရလဲဆိုတော့အီဟွာက development ဘိုင်း international study ဘိုင်းမှာအရင်အားတာရဲတကယ်ကောင်းတဲ့ professor ရရှိတယ်ဆိုရင်ဟာလိုမျိုးသူတို့ဘက်ကပြောရတဲ့အတန်နေကြလာရမျိုးရှိပါရဲ့ရှင်အမ်နောက်စာလို့ရတဲ့ပုံစံတွေကတော့ညီမတို့မြန်မာမှာအတင်ရတဲ့ပုံစံတွေနဲ့ကွာရဲပေါ့နော်ဟိုအများကြီးကွာမျိုးရှိပါတယ်နောက်ပြီးတော့အီဟွာကကျတော့သူကဟိုဝင်ခွင့်လည်းသူများထက်စာရဲနည်းနည်းခက်တဲ့အကြောင်းလည်းဖြစ်တယ်နောက် ranking ကလည်းမြင်တဲ့အခါမှာ အာစာရောတော်တော်လေးလောက်ရရဲပေါ့နော်ဆိုတော့ညီမအဲ့တုန်းကဆိုရင်တော်တော်အော်သွားတာပေါ့ဘယ်လိုမဆိုဆမက်စတာရဲ့အစဖြစ်တယ်ဒါပေမဲ့လည်း library ထဲမှာနောက်ပြီးတော့ဒီကျောင်းသားရေဟိုနားနေတဲ့နေရာတွေမှာအကောင်လောက် laptop နဲ့စာရေးစပြီးတော့လုပ်နေကြတယ်တကယ်ဆိုဆမက်စတာအစပဲရှိသေးရပါတော့။ဆိုတော့ဒါပေမဲ့လေသူတို့ကအကြောင်းကလေဟိုစာရင်ချက်ခိုင်းတာမျိုးအလုံးမခိုင်းတာမျိုးတွေမဟုတ်ဖ ೇನೆ ဟိုကိုဟာကိုလုတ်တက်အောင်လို့ပေါ့။ အဲ့လိုတင်ပြရမျိုးရှိတယ်ပြီးတော့ကျွန်တော်တို့ကျောင်းသွားတဲ့အခါကျလို့ရှိရင်လည်းဟို professor ကြီးကြိုပြီးတော့ပေးထားတဲ့ reading materials တွေကိုကြိုပြီးတော့ဖတ်သွားရတယ်အဲ့လိုဖတ်သွားတော့မှပဲအတန်းနဲ့မှဝင်ပြီးတော့ discussion တွေမှာ participate လုပ်နိုင်တာပေါ့နော်အာဆိုတော့ e-form ဆိုရင်တော့ဆရာတော်တော်လုပ်ရပါတယ်ဆိုတော့ဟိုအဓိကတော့လေအရင်ကြီးမနာမနေလုပ်နေရမျိုးမဟုတ်ဖ ೇನೆ professor ကြီးကသူတို့ဟာသူတို့အမြဲတမ်းကြိုဖတ်ရမယ်ဒီ reading materials တွေအကြံပေးထားတဲ့စာအုပ်တွေရှိတယ်။ဆိုတော့အဲ့အရာလေးတွေကိုအမြဲတမ်းကြိုဖတ်သွားပြီးတော့မှအအတန်းချိန်မှာ discussion တွေရဲ့မှာတက်တက်ကြွကြွပါဝင်ပေးရမျိုးပေါ့နော်ပြီးရင် assignment တွေကိုအမိတင်ပေးရမျိုးပေါ့ဆိုတော့အဲ့ဒါလောက်လုပ်တယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်။ Eva မှာ Jara Professor အလိုက်ဒီ um အတန်းချိန်နဲ့ပတ်သက်ပြီးရောစီကန်းကြည့်ရမျိုးလေးရှိရပေါ့။ဥပမာတချို့ Professor တွေဆိုလို့ရှိရင်15မိနစ်ထပ်ပို့ပြီးတော့နောက်ကျရဲဆိုလို့ရှိရင်အ absent ဖြစ်သွားရမျိုးပေါ့နော်။ အဲ့လိုနေထိုင်ရှိရဲ့အဲတချို့ကကြတော့နည်းနည်းတော့နားလည်ပြီးရဲ့ဒါပေမဲ့လည်းနောက်ကြမယ်အကြောင်းပြတ်မယ်ဆိုရင်ကြိုပြီးတော့ပြောရတာမျိုးရှိရဲ့ပေါ့နော်ဟုတ်နောက်ပြီးတော့တချို့ class တွေဆိုလို့ရှိရင်ကိုအကြောင်းပြတ်မယ်ဆိုတဲ့ကိစ္စကို၃ချိန်အာအကိုအကြောင်းပြမယ်ဆိုတဲ့ကိစ္စကိုအရှိမကြိုပြီးတော့ email ပို့ထားရဲပေါ့ဆိုတော့ကြိုမပြောထားမဲ့အခွင့်မတိုင်းပဲနဲ့ပြတ်တဲ့ဟာ၃ချိန်ရှိရဲဆိုလို့ရှိရင်အဲ့ဒီတန်းက automatically ကျပြီပေါ့ ့ F ရပြီပေါ့ဆိုတော့အဲ့လိုမျိုးလေးရှိတဲ့အခါကျတော့ assignment တွေမလွတ်သွားဘူးအတန်းတွေတော့မချဘူးအတန်းတွေမပြတ်ဘူးလို့ဟိုအချိန်လေးကိုတခြားအချိန်လေးရစာ management လေးတခြားလုပ်တင်တယ်လို့ထင်ပါတယ်ပြီးတော့ကျတော့တော်တော်များရောက်လာတဲ့အခါကျလို့ရှင်အချိန်ပိုင်းတွေလောက်ကြရပေါ့နော်ဆိုတော့အချိန်ပိုင်းလောက်တဲ့အခါမှာလည်းဟိုចောင်းစာနဲ့ကိုယ့်ရဲ့အချိန်ပိုင်းအလုပ်နဲ့ကိုညတာအောင်လို့လေး balance လေးညအောင်နည်းနည်းလေးကိုယ့်ရဲ့အာနေထိုင်ချိန်လေးကို ်ချွတ်ချွတ်တတလေးနဲ့တုံးပြီးတော့မှဟိုလိုအပ်တဲ့လောက်ပဲအချိန်ပိုင်းလေးကိုလုပ်ပြီးတော့စာအုပ်ပဲအဓိကလုပ်ပေးဖို့လိုအကြံပေးချင်တာပေါ့နော်ပြီးတော့တော်တော်များများမေးလာကြတဲ့ဟာလေးရှိရဲ့ပေါ့ဟိုကွဲရပြီးရတဲ့အလုံးရှာဖို့လွယ်လားအလုံးရဖို့လွယ်လားဆိုရဲကိစ္စအရှိရပေါ့နော်ဆိုတော့ university တိုင်းကတော့သူတို့ ਨੇ ချိတ်ထားတဲ့ organization တွေ company တွေရရှိပြီးတာပေါ့နော်ပြီးတော့ကျတော့ကျောင်းသားတွေအလုံးရှာဖို့လိုအတွက်လိုအပ်တဲ့ skill တွေအကုန်လုံးကိုကျောင်းစာမေးကြရမှာရင်မဟုတ်ဖ ೇನೆ တခြား seminar တွေရော webinar တွေရော ပြင်အလုပ်ရဖို့လို့အတွက်အလုပ်ကန် sharing opportunity sharing လုပ်ပေးရတာရော email တွေအများကြီး support ပေးရတာရှိရပေါ့နော်ဆိုတော့ဟို internship တွေလည်းပေးရမျိုးရှိရအခွင့်အရေးတွေကရှိပြီးသားပေါ့နော်ဒါပေမဲ့ဒီအခွင့်အရေးတွေကတော့အမြဲတမ်း limited ဖြစ်တာပေါ့တောင်းတရရလည်းအများကြီးဖြစ်တဲ့ခါမှာ window ရတော့ကိုယ့်ဘက်ကနေပြီးတော့အာ GPA ကောင်းဖို့ရနောက်ပြီးတော့ကျောင်းရဲ့ activities တွေမှာဝင်ပြီးတော့ပါနေဖို့ဟိုမှာပြိုင်ပွဲတွေမှာဝင်ပြီးတော့ပါနေဖို့ပေါ့နော် အာပြီးတော့သူတို့ရဲ့ဘာသာစကားကိုကျွမ်းကျင်ဖို့လို့ပေါ့ဆိုတော့အဲ့ဒီဟာလေးပြည့်မီနေရဆိုလို့ရှိရင်တော့ internship တွေပိုင်းလုပ်ပြီးရောအာကို internship တောင်းလုပ်တဲ့နေရာကနေကိုယ်သဘောကျရဲဆိုလို့ရှိရင်အလုပ်ဆက်ရဖို့လို့အတွက် chance များရဲပေါ့နော်ကျေးဇူးများကြီးတင်ပါတယ်ခုလိုပြပြဆုံဆုံလေးเนาะအကြံတွေပြုသွားတဲ့လူငယ်တွေရောဒီနောက်ထပ်အကြောင်းတက်မဲ့အကြောင်းသားတွေရောအကြံပြုချက်တွေရောဆောင်ရွက်ချက်တွေရောအများကြီးပြပြပြသွားတာကျေးဇူးများကြီးတင်ပါတယ်ညီမလေးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်